ယောဂဖြစ်တဲ့အခါမှာဆေးတောက်တယ်ဆိုတာကဘာမှမထူးဆန်းတဲ့ကိစ္စဖြစ်ပေမဲ့ချို့သူတွေကကြတော့ဆေးတောက်ပြီးတော့အချိန်ကာလကြာရင်ဒီဆေးဆွမ်းကောင်းကောင်းမပြတာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဆေးတောက်တဲ့အခါမှာဆေးဆွမ်းထမြက်စေဖို့အတွက်လိုက်နာရမယ့်အချက်လေးတွေကိုပြောပြပေးထားပါတယ်ရှင်။ ပထမအုံဆုံးချက်ကတော့ကိုယ့်ရဲ့ယောဂအကြောင်းကိုပြည်ကြကြသိထားရပါမယ်။တချို့သူတွေကဆေးတာတောင်းနေတယ်၊ကိုယ်ပါယောဂဖြစ်နေမှအကောင်းမသိကြပါဘူး။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ယောဂအကြောင်းကိုတိတိကျကျသိထားတာကယောဂအတွက်ဆေးတောက်တဲ့အခါမှာအများကြီးခက်ကိုဖြစ်စေမှာပါနော်။ဒီဆေးတောက်လို့ရှိရင်ဘယ်အချိန်မှာယောဂလက္ခဏာသက်သာမယ်။ဒီလိုယောဂတွေကဆေးစွမ်းပြဖို့ဘယ်လောက်ကြာတယ်လဲဆိုတာကိုတိတိကျကျသိထားတာကဆေးတောက်မှုပုံစံမကန်စေပြီးတော့ဆေးစွမ်းတိတိကျကျပြနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ယောဂအကြောင်းကို ့ရဲ့မိသားစုဆရာဝန်စီမှာတည်တည်ချာချာလေးမိထားတင်ပါရနော်ဒူရီယာမြောက်ချက်အနေနဲ့ကတော့ကိုတောင်းနေတဲ့ဆေးရည်အကြောင်းကိုတည်တည်ချာချာသိထားရပါမယ်ကိုတောင်းနေတဲ့ဆေးရည်အကြောင်းကိုတည်တည်ချာချာသိထားတာကလည်းစစွန်းထက်မြတ်စေဖို့အတွက်အထောက်အပံ့ဖြစ်စေမှာပါနော်ကိုတောင်းနေတဲ့ဘယ်ဆေးကဘယ်ယောဂါအတွက်ဘယ်လိုမျိုးယောဂါလက္ခဏာတွေကိုသက်သာစေဖို့အတွက်တောက်တယ်ဆိုတာကိုတော့ကိုယ့်ရဲ့မိသားစုဆရာဝန်စီမှာမိထားတင်ပါရရှင် တရားမြောက်ချက်နေနေကတော့ကိုတောင်းနေတဲ့ဆေးရည်ရဲ့တောက်ရမယ့်အချိန်စားနဲ့အချိန်ကိုတိကျရပါမယ်။ဆေးတောက်တဲ့အခါမှာပေါ့နော်တချို့ဆေးရည်ကမနက်ခင်းမှတောက်လို့ရှိရင်ပို့ပြီးတော့ဆေးသွမ်းထက်တယ်။တချို့ဆေးတွေကကြတော့လေညနေခင်းမှအာနေတင်ကပို့ပြီးတော့ထက်တယ်။တချို့ဆေးတွေကကြတော့လေတနေ့ကိုသုံးချိန်လောက်တောက်မှဆေးရနေတင်ကိုအပြေဝါရရှိလာတယ်ရှိတယ်။တချို့ဆေးတွေကကြတော့လေဘေးလုံးစုတို့ရဲ့ရှိရတဲ့အကြောင်းမို့လို့ဆေးအချိန်စားကိုအ ਨੇ ဆုံးကနေစပြီးတော့တောက်ရပါတယ်။ဒီလိုမျိုးဆေးနဲ့ပတ်သက်တဲ့တိတိနာတွေကိုတည်တည်ကြာကြည့်ထားပြီးတော့မှဆေးတောက်မယ်ဆိုလို့ရှိရင်တော့ဆေးသွမ်းအာနေတင်ကိုအပြေဝါအကောင်းဆုံးရရှိမှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်တစ်ခုကတော့ဆေးရည်ရဲ့ဘီဒိုစူဂျိုတွေကိုသိထားရပါမယ်။ဆေးတိုင်းမှာကတော့ဘီဒိုစူဂျိုရှိပါတယ်။မဲတာနဲ့မြတာနဲ့ပဲကွာတာပါ။ ဲ့ဒီလိုပဲစေတိုင်းကတချို့သူတွေမှာဓာတ်မတည့်တာတွေဖြစ်တတ်ပါတယ်ပြတော့ဆိုချိုးကလူနာအတွက်သိပ်ပြီးတော့ပြဿနာမပေးပေမဲ့ဓမ္မတိတာကကြတော့အတန်းအနည်းဆွထုံနိုင်တဲ့အထိအနည်းရှိပါတယ်။ဒါကြောင့်မို့လို့ဆေးတောင်းနေတဲ့သူတွေအနည်းနဲ့ပေါ့နော်။ကိုတောင်းနေတဲ့ဆေးတွေရဲ့ပြတော့ဆိုချိုးကိုသိထားရပါမယ်။အဲဒီလိုပဲဆေးတွေနဲ့ဓမ္မတိတဲ့ခါမှာဖြစ်တတ်တဲ့လက္ခဏာတွေကိုသိထားရပါမယ်နော်။အဲ့ဒါမှဆေးကြောင့်ဘေးဥပါမဖြစ်အောင်လို့ကောက်ကွယ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်ချက်တစ်ခုကတော့ဆေးရီကိုဘယ်နှရက်လောက်ကြာအောင်တောက်အောင်လဲဆိုတာကိုသိထိုင်ရပါမယ်။တချို့ဆေးရီကပေါ့နော်။ဒါတော့လောယောဂါလက္ခဏာတွေကိုသက်သာစေဖို့အတွက်ပေးထားတာဖြစ်လို့ညပိုင်းလောက်ပဲတောက်မယ်ဆိုလို့ရှိရင်တော့ရပါတယ်။တချို့ဆေးရီကကြာတော့ဒါတာရှိယောဂါတွေတက်ပေးထားတာဖြစ်လို့ ကျောက်ဆိုလို့ရှိရင်လမ်းထဲချီပြီးတော့တောက်ရပါတယ်တသက်လုံးတောက်ရမယ့်ဆေးတွေတောင်ရှိပါတယ်ဒီလိုမျိုးတသက်လုံးတောက်ရမယ့်ဆေးတွေကိုဖက်တောက်မိနေတာကပြဿနာမရှိပေမဲ့နာတလောယောဂါလက္ခဏာတွေပြပေးထားတဲ့ဆေးတွေကိုဖက်တောက်မိနေပြီဆိုလို့ရှိရင်တော့ဒီလိုဆူကျိုးတွေကိုခစားရနိုင်အောင်လို့ကိုတောက်နေတဲ့ဆေးကဖက်တောက်ရမှာလားခဏတာပဲတောက်ရမှာလားဆိုတာကိုကိုယ့်ရဲ့ဆရာဝန်ကိုတည်တည်ချာချာလေးမိထားတင်ပါတယ်ရှင် နောက်ဆုံးချက်အနေနဲ့ကတော့ကိုတောင်းနေတဲ့ဆေးကဘာနဲ့တွဲမတောက်သင့်ဘူးလဲဆိုတာကိုသိထားရပါမယ်။ကျုပ်ဆေးတွေကတွဲမစားပြီးမှမတောက်ရဘူး။ ဆေးရနေတဲ့ရွက်တက်တယ်။တို့ဆေးတွေကကြတော့လေနောက်တော့တွင်းမတောက်တင်ကိုစုံနိုင်ဆုံးကိုချက်တက်တယ်။အဲ့ဒီလိုပဲဆေးတော်များကပေါ့နော်။ဘာနဲ့တွင်းမတောက်တင်မှုလဲဆိုတဲ့အချက်တွေကရှိနေတတ်ပါတယ်။ဒါကြောင့်မို့လို့ဆေးစွမ်းထမြက်စေဖို့အတွက်ကိုတောင်းနေတဲ့ဆေးကဘာနဲ့တွင်းမတောက်တင်မှုလဲဆိုတာကိုသက်ဆိုင်ရာဆောင်ဝင်စီမှာမေးမြန်းထားတင်ပါတယ်ရှင်။အခုပြရပေးခဲ့တာတွေကတော့ဆေးစွမ်းထမြက်စေဖို့အတွက်ဆေးတောက်တဲ့အခါမှာလိုက်နိုင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။နောက်ထပ်အချက်တွေရှိသေးရဆိုလို့ရှိရင်လည်းကွန်မဆွေးပြပေးခဲ့ပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးဒီမှာပြန်လည်တွေ့ကြတာပေါ့နော်။